ဘယ်နေ့ပဲဖြစ်ဖြစ်လျှာသာပဲဖြစ်ဖြစ်ကတ္တရာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နှက်ခတ်နဲ့ပဲရှင်းရှင်းနော်ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့နှက်ခတ်လို့မှတ်ပါဒါပြောတာနော်မကောင်းတာလုပ်ရင်မကောင်းတဲ့နှက်ခတ်မနဲ့အိယာထားပြီးဒေါသထွက်နေပဲဆိုရင်အဲ့ဒါနှက်ခတ်ဆိုးနေပြီလို့သာမှတ်ပြပါနော်မနေ့အိယာထပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံပြုစိတ်ကြည်နူးနေရင်ဒါကောင်းသောနှက်ခတ်တယ် ကောင်းမနဲ့ခတ်ဖြစ်တယ်ဒီလိုဆိုလို့ရကောင်းငင်ကနဲ့ခတ်ဆိုတာကိုယ်နဲ့မဆိုင်ဘူးတဲ့950ဇတ်ထဲမှာလည်းအတိလင်းဆိုထားတာရှိတယ်နဲ့ခတ်တံပฏิမာနံတံအထောပါလံဥပ္ပစ္စကာတချို့ကအေးဒီနေ့နဲ့ခတ်မကောင်းသေးဘူးဒီလနဲ့ခတ်မကောင်းသေးဘူးနဲ့ခတ်မကောင်းလို့ဘာမှမလုပ်နိုင်အောင်ဒီတိုင်းနေမလုံးနဲ့အောင်မလုံးနဲ့အောင်ဆိုင်းရင်ဆိုင်းရင်နဲ့ဒီပြင်လူတယောက်ကဥပြီးတော့ရသွားတယ်ကိုမလုံးလိုက်ရဘူး ဒီလိုဟာမျိုးတွေခြုံတတ်တယ်ပေါ့နော်ကိုကနှက်ခမကောင်းသေးလို့ဆိုမလုပ်တယ်ဇန်တဲ့လူကနေပြီးတော့လှုပ်သွားဟောကိုမရလိုက်ဘူးအဲ့တော့ဖျားလောင်းနေကဗာပြောတယ်နှက်ခတံပฏิမာနင်တံအထောပါလံဥပိစ္ဆကနှက်ခကောင်းတဲ့အချိန်ကိုညှော်လင့်နေတဲ့လူမိုက်တို့တဲ့အကျိုးတရားတွေကအကျိုးတရားတွေလက်လွတ်ဆုံးရှုံးသွားစေတယ် အထောအထသနက္ခတံအောင်ညူချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့ရအရေးကြီးဆုံးပဲတဲ့အဲ့ဒါဟာကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိန်းကရိတန်တိတာရကကောင်းငင်ပေါ်ကခြေရီကကို့ဘာတတ်နိုင်မှလဲဒီလိုဆိုထားတာနော်အဲ့ဒါကြောင့်မို့လို့ပုဗ္ဗန္နတုတ်ပါမြတ်စွာဘုရားဟောထားတယ်အတိလင်းနတ်နဲ့ခင်းပါတဲ့အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကလက်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေရှင်းပြန်ပြုတ်ကုန်အားထုတ်မယ်ဆိုရင်အဲ့ဒီလက်နဲ့ခင်းဟာကောင်းသောလက်နဲ့ခင်းမှာနေလက်ခင်းမှာ ကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေလက်ခင်းဖြစ်ပါတယ်ညနေခင်းမှာလည်းပဲအပြစ်ကင်းတဲ့ အတွေးတွေတွေးတဲ့အပြစ်ကင်းတဲ့စကားတွေပြောတဲ့အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညတိကင်းဖြစ်ပါတယ်ဒီလိုဆိုလို့လားနော်အဲ့ဒါကြောင့်မို့လို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်လက်ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူးသို့တော့လူတွေကအကောင်းအဆိုးဆိုတာလက်ခတ်ကိုပဲသွားရှာတယ်ကိုယ်ရင်တည်းဟာဟာကိုတော့မေ့နေတယ်စဉ်းစားကြည့်ကိုယ့်အကောင် ကိုယ်တဏ္ဍမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမနာတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတာเนาะအဆိုးကအဲ့ဒါအပင်ငယ်ချတာသူတို့ကချတာเนาะဘယ်သူကမှကိုယ်လံဆွဲမခေါ်ဆွဲခေါ်သွားတာကကိုယ်ရင်ထဲဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကြည့်လောကမှာလူဆိုးဖြစ်တယ်ဒီဇာတုမှုကိုကျွလွန်နေဆိုတဲ့သူတွေဟာဘယ်သူကသူ့ကိုကျွလွန်ခိုင်းတာတော့သူ့စိတ်ကပဲကျွလွန်တာမဟုတ်လား သူ့သဏ္ဍာန်မှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလှုပ်စိတ်ခံရတော့ဘယ်သူခံရလဲသူပဲခံရတာပဲလေအဲ့ဒါကြောင့်မလို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းကြောက်ရွံ့ကောင်းတယ်အပင်ငယ်ဆိုတာဖြစ်မဲ့ကလာမချဘူးကိုယ်ကချနော်ကိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပင်ကိုချတာ ဘလလို့ပဲချတော့ဆိုခုစိတ်ထဲမှာဖြစ်ရင်ကိုပဲခံမှာလေဒီပြညာမကြည့်နဲ့ကိုယုတ်ခန္ဓာကိုကြီးမှဖြစ်တဲ့ယောဂဝေဒနာဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုပဲခံရမှာပဲဟုတ်တယ်မလားကိုထဲမှာဖြစ်တယ်အဲ့ဒါကြတော့လူတွေအကြောက်တယ်လေ အဲ့ဒါလူတွေကြောက်တယ်ဖြီးတဲ့ကြောက်စရာကောင်းတာပါတော့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ပုစတိတ္တရာပူကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမမနာတွေဒါတွေကပူကြောက်စရာကောင်းတယ်ဒါတွေကသွားဆန်းလိုက်တဲ့ပုစတိတ္တဖြစ်နေဟုတ်ကဲ့အပိုင်ငယ်ချတာသူတို့ကချတာ အချိန်ပြီကလည်းပဲအပင်ငယ်ရဲ့မချဘူးစီပိုးပြီဘုရားလည်းအပင်ငယ်ရဲ့မချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတာဒီဘုရားတစ်ခါပဲသေးမှာဘယ်သူမှနှစ်ခါသေးတဲ့လူမရှိဘူးယောဂမရှိတဲ့လူရောမသေးဘူးလားသေးတာဘောသူကတော့အရင်သေးချင်းသေးသွားတာတစ်ခါတည်းယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသေးတဲ့လူကရှိသေးတယ်နော်ယောဂရှိလဲတူတူပဲမရှိလဲတူတူပဲသေမှာဟာတူတူပဲသေးတာရှိပဲတဘွားမှာတစ်ခါပဲသေးချတာပဲနော် ဲ့တော့တကယ်ကြောက်စရာကောင်းတာကရုပ်ခန္ဓာမှာဆွဲကတ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်စရာကောင်းတာအဲ့တော့ကုသဏမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုနည်းအောင်ဖြူဆိုင်တာဆိုလို့တယ်နော်အဲ့ဒါလို့ဆိုလို့လားအဲ့ဒါလို့လောဘဒေါသမောဟတွေနည်းအောင်ကြိုးစားတဲ့အချိန်ဟာသူ့နက္ခတ္တံကောင်းသောနက္ခတ္တပဲတဲ့ဟုတ်တယ်သူ့မင်္ဂလာမင်္ဂလာအစီဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော် ိတ်ဆိုးနေတဲ့အချိန်ကမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်ထား။စိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်ပြင်းပြင်းများများရှိနေတယ်မိတ်ဆွေပဲပြတ်ဘူးဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်။တုပ္ပခာတံဖရာတရားတန်ခါကိုအာယုံပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောမိုးတောက်ခြင်းနဲ့ကောင်းသောနာနဲ့ခင်းဖြစ်လာတယ်။တုဝုဋ္ဌိတအိယာကဒုထလာတဲ့အခါနော် နှုတ်ခမ်းကြီးစူပြီးတော့နှိုးထတာမဟုတ်ဘူးအများသတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နှိုးထလာရင်ဒါအကောင်းဆုံးအိယာကထခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့နေစဉ်နဲ့မြကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိယာကထခြင်းဖြစ်အောင်အကျိုးစားသိမှုလားကျိုးစားရမှာဒါတွေကိုဖြစ်အောင်ကျိုးစားနော်အဲ့ဒါလို့ကျိုးစားဖို့ဆိုလိုတာ ဒါတွေကဘာလဲအရေးကြီးလို့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်။နေ့စဉ်လုပ်နေတဲ့အလုပ်တွေကဟုတ်ကဲ့လား။ကိုယ်အိမ်မှာနေထိုင်ရင်းနဲ့ကောင်းသောမိုးတောက်ဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံတဲ့အချိန်ပိုင်းဖြစ်ဖို့ကောင်းတဲ့မင်္ဂလာရှိတဲ့အချိန်ဖြစ်ဖို့ရာဘုဒ္ဓနာမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေအောင်ကြိုးစားရမယ်။မေတ္တာပွားနေမယ်။အစင်မပြေတဲ့သူတွေကရုဏာထားမယ်အစင်ပြေတဲ့သူတွေပေါ်မှာမူရိတာပွားမယ်ဆိုရင်ဒါ အဲ့ဒါမှကောင်းမြတ်တဲ့စိတ်တည်းလို့ဒီလိုပြောတာနော်အဲ့ဒါလို့နေလို့ရှိရင်ဒုက္ခနောသူမှုဟုတ်တော်စားမေတ္တာပို့တဲ့အချိန်လေးကုသိုလ်ရတဲ့အချိန်လေးဟာအကောင်းဆုံးအချိန်လေးပဲအကောင်းဆုံးအချိန်ပိုင်းလေးအဲ့ဒါလို့အကောင်းဆုံးအချိန်ပိုင်းလေးတွေကုသလမှာအများကြီးဖြစ်လာအောင်လုပ်ဖို့လိုအပ်တယ်